ကျမတို့ရွှေကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာရွှေပြောင်းလို့သမားများရုရှားနိုင်ငံသို့ဆေးလုံရန်ရှိတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့ရုရှားနိုင်ငံကိုရွှေပြောင်းလို့သမားတွေဧပြီလမှာစတင်ပို့သွားဖို့ရှိတယ်လို့မြန်မာနိုင်ငံရဲ့ပြည်ပအလုပ်ကအေဂျင်စီတွေက ပြောကြားသိရပါတယ်နိုင်ငံအစိုးရတွေဟာရုရှားနိုင်ငံရဲ့ကုန်ထုတ်ဆက်မှုလုပ်ငန်းစောက်လို့ရေးစိုက်ပျိုးရေးနဲ့မွေးမြူရေးခန္ဓာတွေမှာလုပ်ကိုင်းဖို့မ မြန်မာလူသမားတွေဆေလိုနိုင်ဖို့နားလည်မှုစာချုပ်လာတဲ့အရာစာဝန်နေကြတာဖြစ်တယ်လို့လည်းသတင်းတွေကဆိုပါတယ်။ ပထမအထုပ်အနေနဲ့စောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာမြန်မာလူသမားတထောင်ခန့်တွားရောက်လုပ်ကိုင်မှာဖြစ်တယ်လို့သတင်းများကဖော်ပြထားပါတယ်။ဖေဖော်ဝါရီလ24ရက်ကအလုပ်သမားဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးချစ်စွေဒုတိယဝင်ကြီးဦးဝင်းရှိန်နဲ့ကုမ္ပဏီညွှန်ကြားရေးမှူးတွေဟာအလုပ်သမားအေဂျင်စီတွေနဲ့တွေ့ဆုံကြရမှာမြန်မာနဲ့ရုရှားတို့အကြားနားလည်မှုစာချုပ်လားအများအပြားလက်မှတ်ထိုးခဲ့တဲ့အနက်တစ်ခုကရုရှားနိုင်ငံသူအလုပ်သမားစီလူရေးအတွက်ဖြစ်တယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။ thank you